တန်းချောင်းလေးတက်ပြီးကံကောင်းအောင်မြင်လာရင်ကြီးကြီးကျယ်ကျယ်လေးထပြောတာလူတဘာဝပါပဲတဲ့ညီလေးကံမောပုံမချနဲ့ကံကောင်းမောပုံချတာအဲ့ဒါစောက်ဖြစ်မရှိတဲ့ကောင်းလေးပုံချတာညီလေးတို့အပေါ်ရန်ကံကောင်းတာပါကွာဆိုတာရဲ့နောက်ွယ်မှာ ပြဲအောင်အကိုကြီးတို့ကြိုးစားခဲ့ရတဲ့အဥ္စာကိုမင်းတို့မမြင်ဘူး။ကျမ်းမာရေးတွေပေးဆက်ရတယ်၊အချိန်တွေပေးဆက်ရတယ်၊ငွေကြေးတွေပေးဆက်ရတယ်၊နောက်ကြောတာနဲ့ထိုးရခံရတယ်၊သစ္စာဖောက်တာခံရတယ်။အဲ့ရောက်နာကျင်မှုတွေအများကြီးပဲ။အဲ့ဒီဝေဒနာတွေနဲ့ဖြတ်တန်းနေရတဲ့အချိန်မင်းတို့မမြင်ဘူး။ဒါပေမဲ့မင်းတို့မြင်တာပဲအချိန်လဲဆိုတော့တိုးတက်ပြီးတော့မှအပေါ်ရောက်သွားတဲ့ခါကျလွယ်လွယ်လေးပြောတာဒီကောင်ကံကောင်းလို့ပါကွာ။တချို့ကပါလဲဆိုတော့ အလူကြီးပွားသွားတာဘာတွေဥပဒေနဲ့မလုပ်ခင်းတာတွေလုပ်လို့လည်းမသိဘူးဆိုတာမျိုးကလာတယ်အဲတချို့ရှိသေးတယ်အမျက်ကြီးစားလို့ဆိုတာမျိုးဒီမှာ comment တွေကြတော့ပြမယ်ကျုပ်ရောင်းနေတာ branded ရေမွေးတွေအဲ့ဒီရေမွေးရဲ့နာမည်ကို Google မှာရိုက်ပြီးထည့်လိုက်ပြီးဆိုတော့ official price ဘလောက်ရှိတယ်ဆိုတဲ့ဥစားချက်ချင်းကြာတာအခုခေတ်ကကလေးတွေကအစား YouTube Google သုံးနေတဲ့ခေတ်တထောင်တန်ပစ္စည်းကိုတသိန်းရောင်းလို့ရတဲ့ခေတ်မဟုတ်တော့ဘူးသဘောပေါက်လား KG ကတိုးတက်နေပြီဘာလဲဆိုတော့စူးစမ်းအထောက်အပံ့ ကျုပ်တို့ဖန်ဆင်းရှင်ဝါဒကိုယုံကြည်တဲ့ကျုပ်တို့ကိုယ်တိုင်ရဲ့ဖန်ဆင်းရှင်ဖရာကွာကိုပြောထားတာစကားရှင်းရှင်းလေးပဲမင်းဘယ်အရာပေါ်မှာကြိုးစားမလဲအဲ့ဒီအရာနဲ့ပတ်သက်ပြီးမင်းအောင်မြင်မှုရမယ်သဘောတရားပါလဲဆိုတော့ငါဖန်ဆင်းရှင်ရအုံဖွားဆိုပြီးလာပြီးတော့မှမလုပ်ပေးဘူးကြိုးစားကြိုးစားမှမင်းလိုချင်တဲ့ဥစ္စာမင်းကြိုးစားတဲ့အပေါ်မှာမင်းအောင်မြင်မှုရမှာသဘောပေါက်လားကြိုးပြောတဲ့ဥစ္စာကြိုးစားမှုတစ်ခုနဲ့တော့မရဘူးကြိုးအမြဲတမ်းပြောတဲ့စကားကြိုးစားမှုရဲ့နောက်ွယ်မှာပါလဲဆိုဖြတ်ထွန်းရန်လိုတယ်ခေါင်းအရမ်းလိုတယ်နောက်တစ်ခုပါလဲဆိုဝရိယ အရာတွေနဲ့အတူတူကျုပ်မှာလျှို့ဝှက်ချက်တွေရှိတယ်။ကျုံလုံးပြောပြမယ်အဲ့ဒါပါလဲဆိုကျုပ်ဘယ်တော့အခါမှလောင်းကစားမလို့